အလုံးမဲမင်္ဂလာပါလို့တဲ့ကြိတ်ကြိတ်တို့စီကာလာတဲ့2025တောင်ကြီးတဆောင်တိုင်ပွဲကတော့ဒီနေ့နိုဝင်ဘာ၁ရက်နေ့မှာအစုပေးပွဲလှုပ်ပေးသွားပြီပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့2025မှာအစုတီတီရရှိခဲ့ကြတဲ့မိပုံးလေးတွေကိုပလိတ်တက်များထပ်မံကြည့်ရှုနိုင်အောင်ကျွန်တော်ရဲ့ Taiwan Creative Channel မှာပြန်လည်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဒီဗီဒီယိုမှာတော့အချင်း25ပေရန်ပိတ်တာချိန်40ဖြစ်တဲ့ဒုတိယဆုနဲ့ပထမဆုရရှိသွားတဲ့မိဘုံပြန်ကြီးရဲ့အလတ်တရားလေးတွေကိုပြန်လည်ကြည့်ရှုခန်းစားနိုင်မှာပဲဖြစ်ပါတယ်။အဲ့တော့ဆက်ကြည့်လိုက်ကြရအောင်ပါ။ အရင်ဦးဆုံး2025ခုနှစ်မှာဒုတိယဆိုရရှိသွားတာကတော့ဆက်ဝဲမီပဲဖြစ်ပါတယ်။ဆက်ဝဲမီကိုအော်တိုဘာ30ရက်နေ့ညမှာလွတ်တင်သွားတာပဲဖြစ်ပါတယ်။ဘယ်လောက်လာလဲဆိုတာတော့ပြောနေတာထက်ဗီဒီယိုကိုပဲကြည့်လိုက်ကြရအောင်ပါ။ဆဝဲမီရတော့ဖြည်းဖြည်းမှန်မှန်နဲ့ငင်းငင်းလေးပဲတတ်တော့ပါတယ်အဲ့တော့မီးပန်းလေးတွေဖြာပါတော့မယ်ကြည်လိုက်ကြရအောင်ပါ 现在有电视、电脑也在家里了。 ဒါတော့ဒုတိယဆူရတော့တဲ့ဆက်ဝဲမီပဲဖြစ်ပါတယ်ဘလောက်လာလိုက်လဲဒုတိယဆူရတဲ့မီတောင်ဒီလောက်လာမှာတော့ပထမဆူရတဲ့ပီတီမီရဲ့အလားကိုကျွန်တော်တို့ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါအဲ့တော့အချိန်ကြာရေးဆွဲမနေတော့ပါဘူးဒါကတော့ပထမဆူရတဲ့ပီတီမီဖြစ်ပါတယ်တောင်ကြီးမြို့ဖျားဖြူ22ရက်ကွက်ကိုစားပြုမီပဲ ဖြစ်ပါတယ်အဲ့တော့သူ့ရဲ့အလားတွေတွေကိုဆက်လက်ကြည့်ရှုလိုက်ကြရအောင် ဝိုးပီတီမီလေးတက်သွားပါပြီတူမီပုံအလုံးလေးကတော့တိတိတတ်တတ်လေးပဲဖြစ်ပါတယ်ပြီးရင်တွေ့ရဲ့ရန်စင်ကလည်းတိတတ်တယ်ပေါ့နော်အဲ့တော့တွေ့ရဲ့အလားကိုပဲစောင့်ကြည့်လိုက်ကြရအောင် တော့2025ခုနှစ်မှာပထမဆုံးရတော့တဲ့ PT မီနဲ့ဒုတိယဆုံးရရှိတော့တဲ့ဆက်ဝိတ်မီကိုကျွန်တော် ပြန်လည်တင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။နောက်ဗီဒီယိုမှာတခြားဆုံးရရှိကြတဲ့မီပုံးတွေနဲ့အတူပြန်လည်ဆောင်တွဲကြရအောင်ပါ။အလုံးပဲဘိုင်ဘိုင်။